ားလုံးမင်္ဂလာပါ။ကျွန်မဒီနေ့က finite verse နဲ့ပေါ့နော်ဒီ non finite verse အဲ့တော့ဘယ်လိုမျိုး verse တွေက finite လဲဘယ်လို verse တွေကတော့ non finite လဲဆိုတဲ့အကြောင်းကိုပြောပြမှာဖြစ်တယ်။ အဲ့တော့အလွန်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ finite verb ဆိုတာကဝေကြတဲ့အကြောင်းမှရှိတယ် main verb ကိုပြောခြင်းဖြစ်တယ် non finite ဆိုတာကတော့ကျွန်တော်တို့ ing ပုံစံနဲ့လည်းတွေ့ရမယ်ဒီဟောပေါ့နော် infinitive phrase လို့ခေါ်တဲ့ to ရဲ့နောက်မှာ base verb ပေါ့နော် verb 0နဲ့လိုက်တဲ့ဒီ verb တွေလည်းရှိတယ်ပေါ့နော်ပြီးတော့ခါမှာကျွန်တော်တို့ participle နောက်ဒီဟိုပါဗောဒီ regular bar တွေဆိုရင်တော့ ED တို့ EN တို့ပုံတော့ irregular ဆိုရင်တော့သူရဲ့ပုံတန်ပုံမှာမူတည်ပြီးတော့ကွဲပြားသွားတဲ့ bar တွေရှိတယ်။အဲ့တော့အဲ့လိုမျိုးပုံတန်တွေအများကြီးရှိတဲ့အထက်မှာမှဟိုပါဗောနော် bar ကတော့ finite bar ကတော့ non finite ဆိုပြီးတော့ခွဲပြားမှာဖြစ်ပါတယ်။ ဲ့တော့အရင်ဦးဆုံးပေါ့နော်ကျမတို့ finite bar နဲ့စပြီးတော့သွားလိုက်မယ်အဲ့တော့ finite bar ဆိုတာကနားလက်အလွယ်ဆုံးပြောရမယ်ဆိုရင် subject verb complement subject verb object ပေါ့နော် subject verb ကျမတို့ဒီ subject verb နဲ့လည်းပြည်စုံတယ်ပေါ့နော်အဲ့တော့ wetter တကြောင်ဖြစ်ဖို့အတွက်အနည်းဆုံးက subject နဲ့ verb ပါရတယ် အဲ့ဒီ var ကိုကျွန်တော်တို့က finite လို့ခေါ်တယ်။ဒီနေ့အဖြစ်ဆိုရင်တော့ main var အဖြစ်လုံးဆောင်ပေးတဲ့ var တွေကိုကျွန်တော်တို့ finite var လို့ခေါ်တယ်။အဲ့တော့အဲ့ဒီ finite var တွေကကျွန်တော်တို့ကိုအချိန်ကာလကိုပြပေးတယ်နော်ဒီဟိုဟာပြီးသွားတယ်ဆိုရင်တော့ past tense အနေနဲ့ verb 2နဲ့သုံးတာတို့နော်လက်ရှိနေတာမှာဖြစ်နေတယ်ဆိုရင်တော့ present tense လို့မဖြစ်ရသေးဘူးဒီနေရာ future future စသဖြင့်အဲ့ဒါတွေကိုကျွန်တော်တို့အချိန်ကာလပေါ်မှာမူတည်တော့ဒီ verb တွေမှာဟိုဟာပေါ့နော်အပြောင်းအလဲတွေရှိတယ် ပြီးတော့ဒီပြုလုပ်သူเนาะဒီ subject singular လား plural လားအဲ့ဒီပုံမှာမူတည်ပြီးတော့ဘာမှ SES bounder IES bounder ဆက်သဖြင့်ဒီအရေးအတွက်ဒီဒီ person တွေပုံမှာမူတည်ပြီးတော့အဲ့ဒီဘာကပြောင်းသွားတယ်ဆိုရင်ကျမတို့အဲ့လိုပြောင်းလဲတဲ့ verb တွေကို finite verb လို့ခေါ်တယ်เนาะအဲ့တော့ finite verb ကိုအလွယ်ပြောရမယ်ဆိုရင် weather တစ်ချောင်းမှာ main verb အဖြစ်လှုပ်ဆောင်ပေးတဲ့ verb ဒီ finite verb အရင်ဦးဆုံးအလွယ်ဆုံးဖြစ်တဲ့ကျမတို့ simple sentence နဲ့စမယ်ပေါ့เนาะအဲ့တော့ဒီမှာ simple sentence ပေးထားတယ် she plays uh football every day နေ့တိုင်းသူမက football ကစားတယ်အဲ့တော့ singular စကြယ်ဖြစ်တဲ့အတက်ကြောင့်ဒီ play ဆိုတဲ့ form မှာကျွန်တော်တို့ s ပေါင်းထားတယ်ဒါဒီဒီ word ကြောင့်မှာ verb ကတော့တစ်လုံးနဲ့ဖြစ်တဲ့အတက်ကြောင့်ကျွန်တော်တို့ရှာရလွယ်တယ်အဲ့တော့ play the verb အဲ့ဒီ verb ကိုကျွန်တော်တို့မျိုးစားခွဲလိုက်တဲ့အခါမှာစကြယ်ဒီ singular plural ဖြစ်ခြင်းအပေါ်မှာမူတည်ပြီးတော့သူ့မှာ change ဖြစ်သွားတယ်ဆိုရင်ဒါဒီ finite လို့ခေါ်တယ် โอเคเนาะနောက်တစ်ကြောင်ဆက်ကြည့်ရအောင် they want to school yesterday မနေ့ကသူတို့ကြောင်းသွားခဲ့သည် yesterday ဆိုတဲ့ time ဒီ time frame ပေါ့เนาะဒီအချိန်ကာလပါလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ go as i want ဆိုတဲ့ verb ကိုသုံးသွားတယ် plural subject ဖြစ်တယ်ဒါပေမဲ့ဒါဒီ past tense ပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့ want ဆိုပြီးတော့ဒီ verb ကပေါ့เนาะချိန်သွားတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အပြောင်းအလဲလုပ်လို့ရတဲ့ verb တွေဆိုရင် finite โอเคเนาะနောက်ဒီတောင်ဆက်ကြအောင် I am tired ငါပင်ပန်းနေပြီလို့သူကပြောတယ် tired ဒီ part of speak က AG တဲ့เนาะဒီနေရာမှာ verb မဟုတ်ဘူး main verb ဒီ am အဲ့တော့ကဒီ subject ဒီ am i ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ am ကိုသုံးတာဒီနေရာမှာ he တို့ she တို့ဆိုရင် is နဲ့သုံးမှာပေါ့နော်အဲ they တို့ we တို့ဆိုရင်တော့ are နဲ့သုံးမှာဖြစ်တယ်အဲ့တော့ subject ပေါ်မှာမူတည်ပြီးတော့ဒီ like change တဲ့ verb အချိန်ကာလပေါ်မှာမူတည်ပြီးတော့ like ပြီး change တဲ့ verb တွေကိုကျွန်တော်တို့က finite verb လို့ခေါ်တယ်ပေါ့နော် တော့ finite verb ပြီးပြီဆိုရင်တော့ကျွန်တော်တို့ non finite ပေါ့နော်ဒီ non finite ဆိုတာဘယ်လိုမျိုးလဲဆိုတော့သူဒီအချိန်ကာလကိုလည်းကျွန်တော်တို့ကိုမပေါ်ပြဘူးအဲ့တော့အဲ့ဒီပြုလုပ်သူ subject ဒီ singular ပဲဖြစ်ဖြစ် plural ပဲဖြစ်ဖြစ်သူ့မှာ change မရှိဘူးအပြောင်းအလဲမရှိဘူးပေါ့နော်အဲ့တော့အရေးအတွက်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်သူ့ကိုလိုက်ပြီးတော့ဒီဟိုဟာ verb မှာအပြောင်းလဲလုပ်ပေးစရာမလိုဘူးဆိုရင် သူ့ကိုကျွန်တော်တို့ non finite verb လို့ခေါ်တယ်နော်သူဒီအဲ့ဒီဝါကြတဲ့ကြောင်းမှာ main verb အဖြစ်နဲ့ ူကမလုံးဆောင်ပေးဘူးအဲ့တော့ဒီ non finite verb ဒီ main verb မဟုတ်တဲ့အတွက်ကြောင့်မလို့သူဘယ်လိုမျိုး function လုပ်တယ်လဲဆိုရင်တခါတလေမှာကျွန်တော်တို့ noun အဖြစ်နဲ့လည်းတွေ့ရတယ်တခါတလေမှာဆိုရင် adjective အဖြစ်နဲ့လည်းတွေ့ရတယ်တို့ဒီမို့ကျွန်တော်တို့ adverb အဖြစ်နဲ့လည်းတွေ့ရတယ်နော်အဲ့တော့ကအရင်ဦးဆုံးပြောမယ်ဆိုရင်ဒီ non finite verb တွေက verb ing လည်းပါနိုင်တယ် to plus verb 1နော် base verb verb 0နဲ့တွဲထားတဲ့ infinitive phrase လည်းဖြစ်နိုင်တယ်လို့ participle party saver ဆိုရင် present party saver ဆိုရင်တော့ var ing เนาะ gerun ဒီ var present party saver ဆိုရင်တော့ var ing ပေါ့ past party saver ဆိုရင်တော့ var ed en တို့ဒီမို့သူရဲ့ irregular var ဆိုရင်လည်းပုံတံချိမ့်မယ်အဲ့တော့ကျမတို့ဒီ perfect party saver เนาะစသဖြင့်အဲ့ဒါတွေပုံမှာလည်း moody တလို့ adverb adverb ဆိုတာကတော့အကြောင်းပြချက် reason တွေကိုဖော်ပြပေးတဲ့ to နဲ့ var 0နဲ့ရေးပြီးတော့ဖို့ရန်ပေါ့เนาะအဲ့လိုမျိုးဘာသာပြန်တဲ့ var တွေလည်းရှိတယ်အဲ့တော့ဒီစာချက်စာချက်နဲ့ ဲ့လိုက်ပြီးတော့စာကြံပုံမှာမူတည်ပြီးတော့မချိန်ဘူးဒီ10ကာလကိုလည်း10 seconds ပေါ့နော်အချိန်ကာလကိုလည်းပေါ်ပြပေးစရာမလိုဘဲနဲ့ noun တို့ adjective တို့ ever တို့အဖြစ်နဲ့ function ဆောင်ရွက်ပေးတဲ့ verb တွေကိုကျွန်တော်တို့က non finite verb လို့ခေါ်တယ်ပုံသဏ္ဍာန်အားဖြင့်ဆိုရင်တော့ verb ing တို့ to ပါ verb 0တို့ဒီပေါ့နော် participle ed en စသဖြင့်ပုံသဏ္ဍာန်မျိုးစုံတွေ့ရမှာဖြစ်ပါတယ် ဲ့တော့ non finite verb ကိုပေါ့နော်ကျမတို့အမျိုးအစားခွဲမဲ့ဆိုရင်၃မျိုးရှိတယ် နောက်ခုနကရပြသွားတဲ့ infinite infinite ဆိုတာက2နဲ့ base form base form လို့ပြောရတဲ့ကြောင့်အလွယ်ပြောမစင်ဘယ်က infinite လို့လည်းခေါ်တယ် var 0เนาะ2ရဲ့နောက်မှာ ses pound မရတော့ yoyo var 1အဲ့ဒါလိုက်တယ်ဆိုရင်ကျွန်တော်တို့အဲ့ဒါကို infinite လို့ခေါ်တယ် infinite phrase လို့လည်းခေါ်တယ်เนาะနောက်တစ်ခုကျွန်တော်တို့ gerund gerund ကြတော့ကျွန်တော်တို့မြန်မာလို့ဆိုရင်တော့ kriya nan လို့ပြောတယ် var ing form เนาะ ing နဲ့ရေးလေးရှိတယ်အဲ့တော့သူ့ရဲ့ function က noun အဖြစ်နဲ့လှုပ်ဆောင်ပေးတယ် အဲ့တော့ weather တစ်ချောင်းမှာကျွန်တော်တို့ noun အဖြစ်နဲ့တွေ့ရမယ့်နေရာက၃နေရာရှိတယ်။ subject, object, complement. အဲ့တော့ subject တို့ object တို့ complement တို့နေရာမှာတွေ့ရတဲ့ဒီ verb ing gerund ကိုကျွန်တော်တို့က noun အဖြစ်နဲ့ဘာသာပြန်မယ်။ဒီမှာ example လေးပေးထားတယ်။ no reading. အဲ့တော့ reading is a good habit. no စာဖတ်ခြင်းကကောင်းတဲ့အလေးချင်းတစ်ခုဖြစ်တယ်ဆိုရင် reading ဒီကျွန်တော်တို့ subject နေရာမှာသွားပို့ထားတယ်။ no reading is a good habit. အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ noun subject နေရာမှာတွေ့တဲ့အတွက်ကြောင့် ING reading ကိုကျွန်တော်တို့ချင်းလို့ဘာသာပြန်ပေးမယ်။စာဖတ်ခြင်းက၄ခြင်းကောင်တစ်ခုဖြစ်သည် ။နော်အဲ့တော့ကဒီ singing ဆိုတာကိုလည်းအဲ့ဒီအတိုင်းပဲစာချက်နေရာမှာထားပြီးရင်ကျွန်တော်တို့ object နေရာမှာထားကြည့်ကြည့်မယ်ပေါ့နော်။အဲ့တော့ object နေရာမှာထားမယ်ဆိုရင် I like hot singing သူမတခြင်းဆိုတာကသဘောကျတယ်။ type ဆိုတဲ့ဘာဒီ object လိုတဲ့အတွက်ကြောင့်သူမတခြင်းဆိုခြင်းကိုငါကသဘောကျပြီးဒါ object နေရာမှာထားပေးတာ။စသဖြင့်ကျွန်တော်တို့ဒီ swimming တို့ဘာလို့ပေါ့နော်။နောက် example တွေနောက်မှာထည့်ထားပေးကြတော့ဒီနောက်မှာကျွန်တော်ဒီလောက်နဲ့ရထားမယ်။အဲ့တော့ ing เนาะဒီ gerund verb ဒီလည်းပဲ subject object complement နေရာမှာတွဲရောင်းမယ်ဆိုရင်သူ သည် non efficient function လုပ်ပေးတဲ့အတွက်ကြောင့်ဒါကိုကျမတို့ကချင်းနဲ့ဘာသာပြန်ပေးမယ်เนาะဒါသည် non finite verb main verb မဟုတ်ဘူးเนาะနောက်တစ်ခုကျမတို့ participle participle ကတော့ကျမနည်းနည်းလေးများတဲ့အတွက်ကြောင့်တီးတန့် playlist လုပ်ပြီးတော့တင်ထားပေးတာရှိပါတယ်ပြန်ကြည့်လို့ပြန်ကြည့်ဖို့တော့ recommend ပေးတယ်အဲ့တော့ participle မှာ present participle ရှိတယ် past participle ရှိတယ် perfect participle ရှိတယ် present participle ကိုကျမတို့ ing နဲ့ရေးတယ် past participle ပဲကြတော့ ed သို့မဟုတ် en ပေါ့နော်ဒီ irregular ဖြစ်သလား regular ဖြစ်သလားအဲ့ဒီပုံမှာမူတည်ပြီးတော့ change သွားတာပြီးတော့ခါမှာ perfect participle ဆိုပြီးတော့ having နဲ့ပေါ့နော်ဒီအဲ့တော့ present participle ဒီကျွန်တော်တို့ edit နေရာမှာသုံးပြီးတော့ past participle ဒီ passive by အနေနဲ့သုံးတယ် perfect participle ကြတော့ both နော်နှစ်ခုစလုံး edit ရော passive ရောနှစ်ခုစလုံးမှာသုံးလို့ရတယ်အဲ့တော့အဲ့ဒီ participle တွေကဝဲကြတယ်မှာသူတို့ကိုတွေးပြီးဆိုရင် adjective သူမဟုတ်ကျမတို့ to make bar phrase เนาะဒီဘာစကားစုတစ်ခုဖြစ်ဖို့ရန်အတွက်ပုံချင်းလို့နားလည်ရမှာဖြစ်တယ်เนาะအဲ့ဒီမှာဆိုရင် running တို့ broken တို့ gone တို့ပေါ့เนาะဒီမှာ example ပေးထားတယ်အဲ့တော့ non finite verb ကတော့အမျိုးအစား၃ခုရှိတယ် finite ကတော့ subject verb เนาะဒီ main verb အဖြစ်လုံးဆောင်ပေးတဲ့ဆိုရင် finite ဒီ non finite ကတော့ to plus verb စီလို့ verb ing participle ဆိုပြီးတော့၃မျိုးရှိတယ် ဒါ finite တို့ non finite တို့ကိုကျမတို့ဒီ definition ပေါ့နော်ဒိဗတ်ဖွင့်ပေးပြီဆိုရင်တော့ example လေးနဲ့တောင်းမယ်ပေါ့နော်အဲ့တော့ example ဒီမှာကြည့်မယ် i like to read ဒီ word ကြမှာကျမတို့ verb ကိုနှလုံးတွေ့ရတယ် like ဆိုတဲ့အရာဒီလဲ verb ပဲဒီမှာ to read ဆိုတဲ့အရာဒီလဲ read ဒီလဲပဲ verb ပေါ့နော်သူရဲ့ဒီ part of speaker verb ပဲအဲ့တော့ကျမဒီမှာ bold letter နဲ့လုတ်ထားတဲ့ to read ဆိုတဲ့အရာဒီဒီ word ကြရဲ့ main verb မဟုတ်နေဘူးဟောပါပေါ့နော်ဒီ ဟိုချိုက်တီဆိုတဲ့ LKE လိုက်ချိုက်တီဆိုတဲ့ voice ရဲ့ audience နေရာမှာရှိတဲ့အတွက်ကြောင့်ဒါဒီ main voice မဖြစ်ဘူးအဲ့တော့ to read ဆိုတဲ့အရာဒီစာဖတ်ခြင်းကိုငါကချိုက်တယ်ဆိုပြီးတော့ဘာသာပြန်ရမှာဖြစ်တယ်အဲ့တော့ to read ဒီကျွန်တော်တို့အတွက် non finite voice ဖြစ်တယ်နော် now example တစ်ခုကြည့်ရအောင် she want to travel အဲ့တော့ သူမခྱི་သွားရတာကိုသဘောကြတယ်နော် the want လိုချင်ဒီသွားချင်ဒီပေါ့နော်ဒီမှာဆိုရင်အဲ့တမဲ want လိုချင်ဒီဘာကိုလိုချင်တာလဲ to travel ခྱི་သွားဖို့ရန်အတွက်သူမလိုချင်တယ်အဲ့တော့ to နဲ့ဒီ base word နဲ့ကိုပေါင်းပြီးတော့ရေးထားတဲ့အခါမှာဘာသာပြန်တဲ့အခါမှာနှစ်ခုရှိတယ်ချင်းသူမဟုတ်ဖို့ရန်နော် object နေရာမှာတွေ့တယ်ဆိုရင်သူချင်းနဲ့ဘာသာပြန်ပေးမယ်အကြောင်းပြချက်သူမဟုတ်ဒီ purpose ပေါ့နော်ရည်ရွယ်ချက်သမို့အကြောင်းပြချက် reason or purpose ဆိုရင်တော့ဖို့ရန်ဆိုပြီးတော့ကျွန်တော်တို့ဘာသာပြန်မှာဖြစ်တယ်အခုကဒီ wants to like to your object နေရာမှာတူတဲ့တဲ့တော့သူတို့ကိုချင်းတယ်ဘာသာပြန်ပေးမယ်အဲ့တော့ဒီ to read to to travel တို့ဒီ object နေရာမှာရှိတဲ့အတွက်ကြောင့်သူဒီ noun active function လုပ်ပေးတယ် non finite verb ဖြစ်တယ် now example ဆက်ကြည့်မယ် reading စာဖတ်ခြင်းက help ကူညီပေးတဲ့ aux lan လေးလာတင်ယူမှုမှာငါတို့ကိုအထောက်အကူဖြစ်စေတယ်လို့ပြောတယ် reading ဒီကျွန်တော်တို့စာကြည့်ရဲ့နေရာမှာဝင်သွားတယ်တကယ်တကယ် main bar က ATLBS help เนาะအဲ့တော့ main bar က help ဆိုတော့ဒီ help ဒီကျွန်တော်တို့အတွက်ဒီ finite verb ဖြစ်ပြီးတော့ reading ဆိုတဲ့ဒီ bullet letter နဲ့ရေးထားတဲ့အရာဒီ non finite verb ဖြစ်တယ်။စာချက်နေရာမှာဝင်တဲ့အတွက်ကြောင့်သူဒီသူက noun အဖြစ်နဲ့ function လုပ်ပေးတယ် ောက်တစ်ကြောင်းကြည့်မယ် she enjoy singing အဲ့တော့တခြင်းဆိုတာကိုဒီမှာကနှင်းချိုက်တယ်ဘောနော် enjoy နှင်းချိုက်တယ်သူဘာကိုနှင်းချိုက်တယ်လဲ audio လိုနေတဲ့ verb ဖြစ်တဲ့အတွက်ကြောင့်အနောက်မှာကျွန်တော်တို့ singing ဆိုတဲ့အရာဒီ audio နေရာဝင်တော့သူဒီ noun အဖြစ် function လုပ်ပေးတဲ့ non finite verb ဖြစ်တယ် okay no နောက်တစ်ကြောင်းဆက်ကြည့်ရအောင် the broken glass เนาะဒီကွင်းနေတဲ့ဖန်ခွက် is on the floor ဖန်ကွက်အကွယ်ကဒီ on the floor champion ပေါ်မှာ is ရှိနေပါသည်လို့ပြောတယ်အဲ့တော့ဒီ word ကြောင့်မှာကျွန်တော်တို့ main bar က is အဲ့တော့ finite လား non finite လားခွဲမယ်ဆိုရင်ဒီ word ကြောင့်မှာ is is ဒီ finite bar ဖြစ်တယ်ဒီ broken ဆိုတဲ့အရာဒီကျွန်တော်တို့ past participle ဒီနေ့အပြည့်စုံတော့ battery လို့ကျွန်တော်တို့ရင်းနေတယ်အဲ့တော့ past participle အဖြစ်နဲ့လှောက်ဆောင်ထားပေးတဲ့ non finite bar ဖြစ်တယ် နောက်သူဒီကျွန်တော်တို့အချိန်ကာလကိုလည်းပေါ်ပြမပေးသလို subject singular plural လည်း like ပြီးတော့ညှိပေးစရာမလိုတော့ non finite verb ဖြစ်တယ် နောက်တစ်ကြောင်ဆင်ကြည့်မယ် The running water sound nice เนาะစီးနေတဲ့ရေအတန်းပေါ့เนาะဒီ while running water ဆိုစီးနေတဲ့ရေပေါ့เนาะအဲ့ဒါလေးကတဲ့ sound ထင်ရတယ်တဲ့ nice ပေါ့เนาะကောင်းမွန်တယ်လို့ပြောတယ်အဲ့တော့ဒီမှာဒုံကဆိုရင်ကျွန်တော်တို့ EDEN နဲ့ရေးထားတဲ့ past participle ဒီမှာကျတော့ va ing နဲ့ဆုံးသတ်ထားတဲ့ present participle အဲ့တော့ခုနလေးကကျွန်မပြောသွားတယ် active ဆိုရင်တော့ va ing နဲ့ပြောမယ် passive ဆိုရင်တော့ va EDEN နဲ့ပြောမယ် passive ဒီကျွန်တော်တို့ past participle မှာသုံးပြီး တော့ active ကြတော့ present participle မှာသုံးတယ်။ဒါတော့ the running water စီးနေတဲ့ရေက sound နိုင်အရန်ကိုမှကောင်းတယ်เนาะ။ Now sound ကြတာဒီနေရာမှာအတန်မဟုတ်ဘူးเนาะ။ထင်ရသည်ဆိုတဲ့ main verb ။အဲ့တော့ဒီ word ကြအရောက်စဉ် bold letter နဲ့ရေးထားတဲ့ running ဒီ non finite ဖြစ်ပြီးတော့ main verb အဖြစ်လှောက်ဆောင်ပေးတဲ့ sound ဒီ finite verb ဖြစ်တယ်။နော်ဒါကိုကျွန်တော်တို့မျိုးစောက်ခွဲပြီးတော့ပြန်ပြောရမယ်ဆိုရင် finite verb တို့မြည်သည် tense အချိန်ကာလကိုပြတယ် present လား past လား future လားပြီးတော့သူဒီ weather ရဲ့ main verb အဖြစ်လှုပ်ဆောင်ပေးတဲ့အတွက်ကြောင့် subject နဲ့ verb conjugate လုပ်လို့ရတယ်ကရိယာညှိလို့ရတယ်နော်အမ example ဆို he ran fast သူမြန်မြန်ပြေးတယ် singular subject ဖြစ်တဲ့အတွက်ကြောင့် verb မှာ s ပေါင်းထားခြင်းဖြစ်တယ်เนาะဒါဒီ action ကိုဖြတ်ပေးတဲ့အတွက်ကြောင့် first လို့လာမရေးဘူးเนาะဒါဒီ flat adverb ကျွန်မ flat ever နဲ့လည်းတင်ပေးဖို့ရှိပါတယ်နောက်တစ်ခုကြည့်ရအောင် non finite เนาะ non finite မှာဆိုရင် infinite လို့ပြောတယ်2 plus base form ပါ zero ပေါ့เนาะဒီဘက်ကြောင့်မှာ he wants to run သူကပြေးချင်တယ် he wants သူဆန္ဒရှိတယ် to run one ဆိုတဲ့ဘာဒီ object လို့တဲ့အတွက်ကြောင့်ဒီ to နဲ့ဒီ infinite phrase ဒီ object နေရာကိုဝင်တဲ့ now အဲ့ရကြောင့်သူဘာသာပြန်တဲ့အခါမှာချင်းတဲ့ဘာသာပြန်မယ်ပြေးချင်းကိုသူကလိုလာတယ်သူပြေးချင်းတယ် โอเคเนาะ non final နေနဲ့တော့တစ်ခုဆက်ကြည့်မယ် running is a good exercise เนาะ running ပြေးခြင်းဆိုတာကကောင်းတဲ့ exercise တစ်ခုဖြစ်ပါသည်ဒီ running ဆိုတဲ့အရာဒီစာကျက်နေရာဝင်တဲ့နောက်အဲ့တော့သူဒီစာကျက်ဖြစ်လှုပ်ဆောင်ပေးတဲ့ function လုပ်ပေးတဲ့နောင်ဖြစ်တဲ့သူဒီ non final ဖြစ်တဲ့နောက်ကြောင် non final เนาะဒီ participate နဲ့တောင်းမယ်ဆိုရင် the running man ပြေးနေသော လူက fell လဲကျခဲ့ပါသည်အဲ့တော့ဒီ running ဆိုတဲ့အရာဒီဒီနေရာမှာ adjective ။ဘာကြောင့် LGD လို့ပြောလဲဆိုတော့သူရဲ့နောက်မှာရှိတဲ့ man ဆိုတဲ့နောင်းကိုလာပြီးထူပြူတယ်။နောင်းကိုထူပြူရတဲ့ကြောင့်သူရဲ့ part of speaker LGD ဘာသာပြန်တဲ့အခါမှာတော့နဲ့ဘာသာပြန်မယ်။ပြေးနေတော့လူက felt လဲကျသွားခဲ့သည်။ okay အဲ့တော့ running ဒီဒီနေရာမှာ main bar အဖြစ်လှုပ်ဆောင်ပေးတာမဟုတ်ဘူး agitative function လုပ်ပေးတဲ့အတွက်ကြောင့်သူဒီကျွန်တော်တို့အတွက် non finite bar ဖြစ်တယ်เนาะ ဲ့တော့ကျမတို့ဘောနော်ဝက်ကြတဲ့ချောင်းမှာ finite လား non finite လားဆိုတော့ကိုဘောနော်ဒီလွယ်လွယ်ကူကူ identify အမျိုးအစားခွဲဖို့အတွက်ဒီ step by step နဲ့သွားကြည့်မယ်။ Okay နော်အရင်ဦးဆုံးဝက်ကြတဲ့ချောင်းကိုတွေးပြီးဆိုတာနဲ့ဘွားကိုရှာ โอเค verb ကိုတွေးပြီးဆိုတာနဲ့အဲ့ဒီ verb က action လုံးဆောင်မှုကိုပြတဲ့ verb လား state အခြေအနေကိုပေါ်ပြပေးတဲ့ verb လားဆိုတာကိုကိုယ့်အကူမေးဒါရ action လားဒါက state လားเนาะမင်းလေးကလည်း stated verb တွေကြောင့်ကျွန်မပြောရတဲ့အချိန်မှာပါသွားရယ်เนาะပြီးတဲ့အခါမှာ change the subject or tense subject က singular ဆိုရင် plural change လိုက် plural ဆိုရင် singular ကိုပြန် change တော့ဒီမို့ကျွန်တော်တို့ဓာကြီးကဒီပြောင်းလဲမဖြစ်နိုင်ဘူးဆိုရင်လည်း tenses ကိုချိန် present tense တို့ past tense တို့အဲ့လိုမျိုးကစားကြည့်ကြည့်လိုက်ပေါ့နော်အဲ့လိုမျိုးကစားပြီးတဲ့အခါမှာတကယ်လို့ပေါ့နော်ဒီ subject သုံးဖို့အချိန်ကာလကိုချိန်လိုက်ပြီးချိန်လိုက်တဲ့အခါမှာအဲ့ဒီ verb ကလည်းလိုက်ပြီးတော့ချိန်ရတယ်ကရိယာညှိရတယ်ဆိုရင်ဒါသည်ဒီ word ကြရဲ့ main verb အဖြစ်လုံးဆောင်ပြီးတဲ့အတွက်ကြောင့်ဒါသည် final verb လို့ခေါ်တယ် โอเคเนาะအဲ့တော့အဖြေက yes ထွက်ပြီဆိုရင်လည်းဒါက finite ပဲအဲ့တော့ exam မှာဒီမှာပေးထားတယ် he play football သူဘောလုံးကစားတယ်အဲ့တော့ဒီနေရာမှာ play ဆိုတဲ့ verb တလုံးတည်းပဲရှိတာเนาะဒါ simple certain ဖြစ်တဲ့အတွက်ကြောင့် verb ကတလုံးတည်းပဲရှိသေးတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့က he ဆိုတဲ့ singular subject နေရာမှာ they ဆိုလဲ plural subject ထည့်လိုက်တဲ့အခါမှာ plural subject ဖြစ်တဲ့ကြောင့် play မှာကျွန်တော်တို့ s bound ဖို့မလိုတော့ဘူးဆိုရင်ဒီ play ဆိုတဲ့ verb ကျွန်တော်တို့အတွက် finite verb လို့ခေါ်တယ် โอเคเนาะနောက်တစ်ခုဆက်ကြည့်မယ် she want to school သူမတောင်းသွားခဲ့သည်အဲ့တော့ဒီ she ဆိုတဲ့ singular စကြက်เนาะဒါ singular စကြက်ပဲ want ဆိုတဲ့အရာဒီကျွန်တော်တို့တဲ့ want to past တဲ့အဲ့တော့အဲ့ဒီ tenses ကိုကျွန်တော်တို့ change ကြည့်ကြည့်မယ်သွားခဲ့သည်ဆိုရင်ရောသွားသည်လို့ general truth ကိုပြောချင်လို့ present tense နဲ့ယူရေးမယ်ဆိုရင် singular subject ဖြစ်တဲ့အတွက်ကြောင့် GO ဆိုတဲ့ဖောင်မှာကျွန်တော်တို့ ES ပေါင်းပြီးရေးတယ်အဲ့တော့သူဒီပုံမှန်သဖြင့်ချိန်သွားပြီဆိုတာ ਨੇ ဒါဒီဘာဖြစ်သွားပြီလဲကျွန်တော်တို့လည်း finite var လို့ခေါ်တယ်မချိန်ဘူးဟေးဆိုရင်တော့ဒါ non finite ပဲ okay တော့အဲ့တော့ non finite နဲ့ပတ်သက်ပြီးတော့ exam မှာလေးနှစ်ခုပြန်သွားမယ် she want to study abroad တော့နိုင်ငံခြားမှာသူမကလေးလာခြင်းနဲ့စာသားလေးလာခြင်းနဲ့ပေါ့နော်အဲ့တော့ she ဆိုတဲ့နေရာမှာ they ဆိုတဲ့ pronoun ကိုထည့်လိုက်ပြီး ဲ့တော့ plural day ဖြစ်သွားတာကြောင့် once မှာ s ပေါင်းထားတဲ့နေရာနေပြီးတော့ကျွန်တော်တို့ aspect သွားပြီးဆိုရင်တော့ဒါဒီပါဖြစ်သွားလဲ change သွားပြီးဖြစ်တဲ့အတွက်ကြောင့်ဒါကြီးကကျွန်တော်တို့တဲ့ main verb ဖြစ်လှုပ်ဆောင်ပြီးတဲ့အတွက်ကြောင့်ဒါ finite okay နော်အဲ့တော့ဒီအနောက်ဟာကိုဆက်ပြီးတော့ကြည့်မယ် to study to study ဆိုတဲ့အရာက ျမတို့ထူရက်နောက်မှာအများရန်အရှိရာစင်ဂူလာစကြက်ပဲဖြစ်ဖြစ်ဘလူးရယ်ပဲဖြစ်ဖြစ်တူရက်နောက်မှာဒီ all the way base မှာလိုက်တယ်ဆိုတဲ့အတွက်ကြောင့်စကြက်အနမ်းများကိုလည်းစဉ်းစားဆက်ရမလို့ပဲအတွက်ကြောင့် to study ဆိုတဲ့အရာဒီကျမတို့တဲ့ non finite verb ဖြစ်တယ်ဒါဒါနီရောက်ခေါ်မယ်ဆိုရင် infinitive phrase လို့ပြောတယ်เนาะ to bra infinitive လို့မခေါ်ဘူးเนาะတခါတည်း infinitive phrase ပဲ example to အဲ့ region box expand နော်စာအုပ်တွေကိုဖတ်ခြင်းက expand ပြောစရာကောင်းပါတယ်တဲ့အဲ့တော့စာအုပ်ဘယ်နဲ့အုပ်ပဲဖတ်ဖတ်နော်စာဖတ်ခြင်းဆိုတာကတော့ပြောစရာကောင်းတယ်အဲ့တော့ reading ဆိုတဲ့ verb ing အဲ့ဒီ ing ကိုကျွာ bold letter နဲ့ရေးထားတယ်ကျွန်တော်တို့ finite လား non finite လားသတိပါပေါ့နော်အဲ့တော့က change the subject or time အချိန်ကာလဒီနေရာမှာ is ပဲဖြစ်ဖြစ် was ပဲဖြစ်ဖြစ်ဒါယူပြောင်းခြင်းလို့ပြောင်း reading ဒီကျွန်တော်တို့တဲ့အချိန်ချက်အပြောင်းလဲမရှိဘူးဆိုရင်အဲ့ဒီ reading ဒီ ကျမတို့တဲ့ non finite ဘာလို့ခေါ်တယ်သူဒီစာကျမ်းနေရာပေါ့နော်ဒီ reading book စာအုပ်ဖတ်ခြင်းစာကျမ်းနေရာကိုဝင်တဲ့အတွဲကြောင့် noun အဖြစ် function လုပ်ပေးတဲ့ကရိယာ non တရားနေရာဆိုရင်တော့ gerund လို့ခေါ်တယ်ပေါ့နော် okay အဲ့တော့ကျမတို့ဆက်ပြီးကြည့်အောင် အဲ့ဒါကျမတို့ short cut ပေါ့နော်ဖြတ်လန်းပေါ့အလွယ်ဆုံးဟိုဟိုပေါ့နော်ဒီမြန်မြန်ဆန်ဆန်လေးနဲ့ final လာ non final လာခွဲတက်ဖို့ဆိုရင်နော်အဲ့ဒီအဲ့ဒီဘာကပေါ့နော်အချိန်ကာလကိုပြောတယ်သမို့ဘယ်သူလုံးတယ်နော်ဒီအရေးအတွက် number ပဲဖြစ်ဖြစ် percent ပဲဖြစ်ဖြစ်ပြောနေပြီးခေဆိုတာ final ပဲတို့ဒီမို့အဲ့ဒီဘာကနော် ing ပဲဖြစ်ဖြစ် tubra base ပဲဖြစ်ဖြစ်နော် party save ပဲဖြစ်ဖြစ်ဒီဘာလုံးတယ်ဘာကြောင့်လုံးတယ်ဘယ်လိုလုံးတယ်စတဲ့အမှုအရာအကြောင်းပြချက်နော်ဒီဒီဟို ါးလေးကိုပြနေပြီဆိုရင်တော့ကျွန်တော်တို့ non finite လို့ခေါ်မယ်သူဒီကရိယာညှိပေးစရာ conjugate လုပ်စရာမလိုဘူးအဲ့တော့ example ကြည့်မယ် i walk every day အဲ့တော့ဒီ walk ဆိုတဲ့ဒီ bullet letter နဲ့ရေးထားတဲ့အရာဒီကျွန်တော်တို့ဒီရောနော်အချိန်ကာလကိုပြောနေသလား main verb ဖြစ်လှုပ်ဆောင်ပေးသလားဒီဝက်ကြမှာဆိုရင်ကျွန်တော်တို့ walk ငါအလုပ်လုပ်တယ် every day နော်နေ့တိုင်းကအလုပ်လုပ်တယ် walk ဒီကျွန်တော်တို့ i နဲ့တွဲထားတယ် walk အဲ့တော့ main verb ဖြစ်လှုပ်ဆောင်ပေးတဲ့အတွက်ကြောင့်သူဒီ finite ။နောက်တစ်ကြောင်ဆက်ကြည့်မယ်။ I like to work here ။ဒီနေရာမှာအလုပ်လုပ်ရတာကိုငါကကြိုက်တယ်။လုပ်လို့ရချင်းကိုငါကကြိုက်တယ်။ main verb က like ဖြစ်တဲ့အတွက်ကြောင့် finite ဒီ like ဖြစ်တဲ့ to နဲ့ base မှာပေါင်ထားတဲ့ဒီ infinitive phrase ကကျွန်တော်တို့ဘာကိုပြောနေလဲဆိုတော့က what do i like ငါဘာကြိုက်တယ်လဲဆိုတာကိုသူကပြတယ်။ အဲ့ဒီအတွက်ကြောင့်သူဒီကျွန်တော်တို့အတွက် non finite ဘာဖြစ်တယ်နော်အဲ့တော့ကျွန်မ exercise 10ချောင်းထည့်ထားတယ် simple sentence တွေကကြောင်နည်းနည်း level up လုပ်ထားတာက5ချောင်းအကုန်လုံး10ချောင်းရှိတယ်ပေါ့နော်ဒီခါလေးလေ့လာကြည့်အောင်အဲ့တော့အရင်အဆုံး exercise number 1အဲ့တော့ she love to sing on stage stage ပေါ်မှာတခြင်းဆိုရခြင်းကိုသူမကကြိုက်တယ်နော် bullet တိုင်းနဲ့ရေးထားတယ်အရင်အဆုံးတွေ့ရတဲ့ love အဲ့ဒါဒီ main verb ဖြစ်လုံးဆောင်ပြရတဲ့အကြောင်း finite နောက်မှ to နဲ့ base verb လိုက်ထားတဲ့အရာဒီကျွန်တော်တို့ infinitive phrase အဲ့ဒီအတဲကြောင့်သူဒီကျွန်တော်တို့တဲ့ non finite ဖြစ်တယ် example 2 run in every morning keep me fit အဲ့တော့ဒီမနက်ခင်တိုင်းပေါ့နော်အပြင်းလင်းကျင့်ခြင်းကငါ့ကိုကျန်းမာကျန်းခိုင်စေတယ်လို့ပြောတယ်အဲ့တော့ running every morning ဒီတဒွဲလုံးနော်ဒီစက္ကလုံး၃လုံးစလုံးကစာကျမ်းနေရာကိုဝင်သော noun phrase keep ကကျွန်တော်တို့တဲ့ main verb နော် me က object fit ကကျွန်တော်တို့ complement နေရာဝင်သော adjective အဲ့တော့အရှိမရှိတဲ့ running ဆိုတဲ့အရာဒီစာတန်းနေရာကို ဝင်တော့ non active function လုပ်ပေးတဲ့ non finite verb ဖြစ်တယ်။ Example 3 They were watching the movie when I arrived. ဒီ verb ဒီ verb ကြောင့်မှကျွန်တော်တို့ဖတ်လိုက်တဲ့အခါမှာ verb တွေကိုအရင်ရှာတယ်ပေါ့နော်။အဲ့တော့ were watching ဆိုတာက bold letter နဲ့ရေးရကျွန်တော်တို့ဖြေရမယ့်အရာဒီ ဒါပေမဲ့ဘာကနောက်တစ်လုံးရှိသေးတယ် I a rat ဒီမှာစကြရနောက်မှာလိုက်လာတဲ့ main verb ဒါသားတော့ finite အဲ့တော့ဒီအရှိအဟောင်းကြီးလိုက်တဲ့အခါမှာ they were watching the movie ရုပ်ရှင်ကိုသူတို့ကကြီးနေခဲ့ပါသည် when i arrived ငါရောက်လာတဲ့အခါမှာ main verb အဖြစ်လုံးဆောင်ပေးတဲ့တဲ့ကြောင့်ဒါဒီ past continuous tense နဲ့ရေးသားတော့ကျွန်တော်တို့တဲ့ finite verb ဖြစ်တယ်နော် example 4 the broken window that need repair အဲ့တော့ဒီတိုးပြက်နေတဲ့ဗဒင်ကားကပြင်ပြင်ဖို့အတွက်လိုအပ်နေတယ် တော့ bold letter နဲ့ဟာကိုအရင်ကြည့်မယ် broken เนาะအဲ့တော့ broken window တိုးပြန်နေတော့เนาะကျွန်တော်တို့ power off key က exit နောက်မှ window ဆိုတဲ့နောက်ကိုလာပြီးတော့အထူးပြုတယ် exit အဖြစ် function လုပ်ပေးတဲ့အတွက်ကြောင့်ဒီ broken ဒီကျွန်တော်တို့တဲ့ non finite verb ဖြစ်တယ်တကယ်တကယ် main verb က need เนาะ repeat ပြင်ဆင်မှုကိုလိုအပ်တယ်ဒါ repeat က verb မဟုတ်ဘူးเนาะပြင်ဆင်မှု example 5 i want to learn swimming เนาะရေကူးလေးလာသင်ယူခြင်းတယ်ရေကူးခြင်းအဲ့တော့ want ဆိုတဲ့ ဘိုးလက်တာနဲ့ရေးထားတဲ့အရာဒီ main bar အဖြစ် function လုပ်ပေးတဲ့အတွက်ကြောင့် finaliver ဖြစ်ပြီးတော့သူရဲ့နောက်မှာဒီ base bar လိုက်လာတဲ့ to land ဆိုတဲ့အရာကကျွန်တော်တို့အတွက် non finite ဖြစ်တဲ့အာသူဒီကျမတို့တဲ့အကြောင်းပြချက်ရည်ရွယ်ချက်ကိုဖော်ပြပေးတယ်အဲ့ဗါဆွေမင်းစွာကတော့ဒီလေကူးချင်းကိုဆိုတော့အော်ဂျင်နီယမှာဝင်တဲ့အကြောင်း noun ဖြစ် function လုပ်ပေးတယ်ကျမတို့တဲ့ present participle နဲ့ရေးသားထားတဲ့ဒီ non finite verb ဖြစ်တယ်ရမနော် example 6 while reading the book စာအုပ်ဖတ်နေတဲ့အချိန်မှာတဲ့ he fall asleep เนาะသူမအိမ်မောကြသွားတယ် as liga power of speed edge တဲ့နော် and they are cut about hard cut သူမရဲ့ကြောင့်လေက jump onto the bat နော်အဲ့ရောက်ပေါ်ခုန်တဲလာတဲ့ဒါအများကြီးပဲနော် level အလုပ်တာကြောင့်ကျွန်တော်တို့ဘာတွေအများကြီးပါလာပြီအဲ့တော့ region ဆိုတဲ့အရာဒီကျွန်တော်တို့ sergeant နဲ့ var နဲ့ဟိုနော် tenses ကိုလည်းကျွန်တော်တို့ conjugate လုံးဆောင်မလို့ဘူးအဲ့ဒီအတွက်ကြောင့်အရှိမရှိတဲ့ region ဒီကျွန်တော်တို့တဲ့ non finite ဖြစ်တဲ့ she fell as a leaf fell ဒီကျွန်တော်တို့ main var ဖြစ်လုံးဆောင်ပေးတဲ့အတွက်ကြောင့် finite var ဖြစ်တဲ့ hard can jump onto the bat မှာကြောင်ကလေး ကအဲ့ရဘောခုံတဲ့ခက်တီဆိုတဲ့အရာဒီ past tense နဲ့ရေးထားတယ်အဲ့ဒီအတွက်ကြောင့်ဒါဒီကျွန်တော်တို့အတွက် fine night ဘာဖြစ်တယ်နော် example 7ကြည့်အောင် he wants to become a doctor နော်ဆရာဝန်တူဦးဖြစ်ချင်ခဲ့တယ်နော်ဖြစ်ချင်တယ် but her his parent profiling to study engineering အဲ့တော့ engineering မှာဒါရောက်ကိုလေးလောက်ပို့ရန်အတွက်သူရဲ့မိဘတွေကပို့ပြီးတော့သူ့ကို prefer ပို့ပြီးတော့နှင်းချိုက်တယ်ပေါ့နော်ပို့ပြီးတော့ဖြစ်စေချင်တယ်အဲ့တော့ဒီဘက်ကျမှ bold letter နဲ့ရေးထားတဲ့ verb ကိုကြည့်မယ် one ဆိုတဲ့အရာဒီ main verb ဖြစ်လှုပ်ဆောင်ပေးတဲ့အတွက်ကြောင့် finite to begin the infinitive phrase ဖြစ်တဲ့အတွက်ကြောင့် non finite နောက်မှာ his parent subject เนาะဒီ subject နေရာဝင်တဲ့ noun phrase အနောက်မှာလိုက်လာတဲ့ profile ဒီ main verb ဖြစ်လှုပ်ဆောင်ပေးတဲ့အတွက်ကြောင့် final verb ဖြစ်တဲ့ to study ဆိုတဲ့အရာဒီ infinitive phrase နဲ့လှုပ်ဆောင်ပေးတဲ့အတွက်ကြောင့်ဒါဒီ non finite verb ဖြစ်တယ် အဲ့ဒါမှာအကြည့်မယ် have you finished his homework အင်စာပြီးသွားပြီးတဲ့နောက်မှာเนาะဒါဒီ purpose ဒီ participle နဲ့ရေးထားခြင်းဖြစ်ပါတယ်အချိန်ကာလ action နှစ်ခုရှိတဲ့အခါမှာသုံးတယ် he want out to play football with his friend အဲ့တော့တငယ်ချင်းတွေနဲ့အတူ football ကစားဖို့အတွက်သူအပြင်သွားခဲ့သည် have you finished ဒီကျွန်တော် perfect participle နဲ့ရေးထားသော non finite verb ဖြစ်ပြီးတော့ want ဒီကျွန်တော် main verb ဖြစ်လောက်ဆောင်ပေးတယ် finite verb ဖြစ်တယ် Ejama 9, the teacher explained the lesson clearly, hoping that everyone would understand it. အတော့ကလူတိုင်းကပေါ့နော်ဒီ everyone လူတိုင်းကနားလည်မယ်လို့မျှော်လင့်နှစ်ရက်ဆရာမကတော့သင်ခန်းစာကိုရှင်းရှင်းလင်းလင်း explain ရှင်းပြတယ် bold letter နဲ့ရေးထားတဲ့ explain ဆိုတဲ့အရာဒီ main verb ဖြစ်လှုပ်ဆောင်ပြီးတော့ finite verb hoping ဆိုတဲ့အရာကကျွန်တော် ing နဲ့ရေးထားတဲ့ gerund မျှော်လင့်နှစ်ရက် เนาะ ever အနေနဲ့သုံးထားတယ် party save တနည်းအားဖြင့်ပြောမှာဆိုရင်တော့ present party save စိမ့်စာချက်ဖြစ်တဲ့အတွက်ကြောင့်ဒါဒီ active form နဲ့ရေးထားတဲ့ present party save အဲ့တော့ party save ဒီ playlist ကိုပြန်ကြည့်ဖို့ recommend ပေးပါတယ်เนาะအဲ့တော့ that everyone would understand it လူတိုင်းကတော့ would understand it အဲ့ဒါကိုနားလည်မယ်လို့ဆရာမကမျှော်လင့်နေတာပေါ့เนาะအဲ့တော့ would understand ဆိုတဲ့အရာဒီညီမတို့အတွက် main verb အဖြစ် subject က everyone would understand ဒီ main verb ဖြစ်လှုပ်ဆောင်ပေးတဲ့အတွက်ကြောင့် finite verb ဖြစ်တယ်เนาะအဲ့ဒါမှာထန်းကြည့်မယ် she was cooking dinner when ဟာဘရဒါခိမ့်ဖုံတူဟယ်ဖာသူမကိုကူညီဖို့ရန်အတွက်အိမ်ကိုသူ့ကိုရောက်လာတော့အခါမှာ သူမကဒင်နာကိုချက်ပြုတ်နေခဲ့သည်အဲ့တော့ was cooking ဆိုတဲ့အကြာဒီ past continuous tense နဲ့ရေးထားသော finite verb ဖြစ်တယ်ပြီးတဲ့အခါမှာ one ဆိုတဲ့ဒီ relative adverb နဲ့စထားတယ်ဟာဘရဒါဒီစာချက်ခိမ့်ဖုံခိမ့်က main verb ဟုံးဒီကျွန်တော်တို့ဒီ ever or direction လို့သုံးတယ်နော်ဒီနေရာမှာ to help ဖာသူမကိုကူညီဖို့ရန်အတွက် ဒီနေရာမှာ2နဲ့ base zero base မှာဒီ infinitive rate ကို ever phrase or reason or purpose လို့ခေါ်တယ်။အဲ့တော့က to help ဆိုတဲ့အရာဒီဒီ sergeant never conjugate လုံးဆရာမလို့တော့ကျမတို့တန်း non finite verb ဖြစ်တယ်။ king ဒီ her brother ဆိုတဲ့ sergeant နောက်မှာကပ်ပြီးလိုက်လာတယ်။ main verb ဖြစ်တဲ့အတွက်ကြောင့် finite she was cooking ဆိုတဲ့အရာမှာလဲ was cooking ဆိုတဲ့အရာဒီ subject ရဲ့နောက်မှာကပ်ပြီးလိုက်လာတယ် main verb ဖြစ်တဲ့အကြောင်း finite verb ဖြစ်တယ်เนาะအဲ့လို့ဆိုရင်တော့ကျွန်တော်တို့ဒီ finite လား non finite လားဆိုတာကိုကွက်ကွက်ပြပြရမယ်လို့ယူဆတယ်အဲ့တော့ကျွန်တော်ဘာကြောင့်ဒီ finite နဲ့ non finite ကိုပြောရလဲဆိုတော့သူ့ရဲ့ရည်ရွယ်ချက်နဲ့အကြောင်းကြားချက်ကိုဆက်ပြီးတော့ရှင်းပြမှာဖြစ်ပါတယ် အရင်ဥဆုံးပေါ့နော်ကျမတို့ purpose ကြီးရွယ်ချက်ငါးခုနဲ့စမယ်ပေါ့နော်အဲ့တော့ fine line လား non fine line လားဆိုတော့ကိုယ့်ဘာသာကိုရေးရင်တော့အဆင်ပြေတယ်သူများရေးတဲ့အရာကိုကျမတို့ဖတ်တဲ့အခါမှာပေါ့နော်ဒီဟိုပါပေါ့နော်ဒီဘယ်လိုပြောမလဲရှင်းရှင်းလင်းလင်းဖြစ်ဖို့အတွက် ကျမတို့ဒါကိုသိထားဖို့လိုတယ်အဲ့တော့ရေးရွယ်ချက် number 1မှာကျတော့ to form the correct sentences ဒီမှန်ကန်တဲ့ဝါကျတွေကိုယ့်ဘာသာကိုတိစောက်တတ်ဖို့ပေါ့နော်ဒီ ing ဂျရန်ကိုစာချက်နေရာမှာပဲထားတာ object နေရာမှာပဲထားတာ complete နေရာမှာထားကိုတွန်းကျင်တယ်လို့ပေါ့နော်ရေးတတ်ဖို့လိုတယ် to understand certain structure နော် complex ပဲဖြစ်ဖြစ် compound ပဲဖြစ်ဖြစ် certain structure certain ဖက်စီးမှုခုနကပြောတဲ့ simple certain ငါးမျိုးကျွန်မစတင်နေပေါ့နော် subject verb subject verb object subject verb complement subject verb dialogue object interlock object subject verb object compliment ဆက်လက်ဖြစ်အဲ့ဒီအရာတွေ sentence structure တွေကိုနားလည်ဖို့အတွက်ဖြစ်တယ်ပြီးတော့ to write better and more complex sentence ဒီ complex sentence เนาะဒီ related ever ဒီ related ဒီဟောเนาะ pronoun တွေကိုတုံပြီးတော့ဒီ transitional signal တွေကိုတုံပြီးတော့ complex sentence တွေကိုကောင်းကောင်းမွန်မွန်ပို့ပြီးတော့ရေးတာဖို့အတွက်ဒါတွေကိုသိထားဖို့လိုတယ်ပြီးတော့ comprehension ဒီ understanding ပေါ့နော်အလွယ်ဆုံးပြောမယ်ဆိုရင်တော့ဒီနားလက်သဘောပေါက်မှုကို improve ဖြစ်ဖို့အတွက်ဒါတွေကိုသိဖို့လိုတယ်ပြီးတော့ Samuel ဖြည့်တဲ့အခါမှာနော်ဒီ grammar ကလည်းအရေးကြီးတယ် TOEFL ဖြည့်မယ်ဆိုရင် grammar တိတန့်ကိုပါတယ်ပေါ့နော် IELTS နဲ့မတူတဲ့အတွက်ကြောင့် grammar ကသိထားဖို့လိုတယ်အဲ့တော့ in exam Samuel မှာဖြစ်ဖြစ် grammar မှာလည်းဖြစ်ဖြစ်ကျွန်တော်တို့ဒါတွေကကျွန်တော်တို့မလွမ်းမသွေကြုံတွေ့ရမယ့်အရာတွေဖြစ်တယ်ဒါကရည်ရွယ်ချက် နော်အကြောင်းပြချက်အနေနဲ့ပြောမှဆိုရင်တော့ဒီစံတန်းရက်ပေါ့နော်ဒီဟိုကပြည့်စုံမှုပေါ့နော်ဒီအတ္တကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အဲ့တော့စံတန်းတိုင်းမှာနော်ကျွန်တော်တို့ final verb ကပါတယ်ဘာကြောင့်ပါရတယ်လဲဆိုတော့ main verb အဖြစ်သူက function လုပ်ပေးတဲ့အတွက်ကြောင့်နော် subject verb နဲ့ စာဂျန်နဗာမပါဘဲနဲ့ဝင်ကြတိစားလို့မရဘူးစာဂျန်နဗာနဲ့ရှင်းလာပြီဆိုရင်လည်းဒီစာဂျန်မပါဘဲနဲ့ဗာနဲ့ကျမတို့တိစားလို့ရတယ်အဲ့ဒါကြောင့်ဗာကားပို့ပြီးတော့အရေးကြီးတယ်အားပြင်းတယ်เนาะအထူးသဖြင့်ပြောရမယ်ဆိုရင် imperative pattern မှာဆိုရင်ကျမတို့စာဂျန်မပါဘဲနဲ့လေဒီဗာ1ကိုအရှိထုတ်ပြီးတော့ရေးကြတယ်အဲ့ကြောင့်စာဂျန်နဗာပါလာခဲ့ပြီဆိုရင်တောင်မှ စာချက်မပါဘဲနဲ့ဘာနဲ့လဲရေးလို့ရတဲ့အတွက်ကြောင့်အဲ့ဒီဘာကအရေးကြီးခြင်းဖြစ်တယ်เนาะ certain year stretcher เนาะအဲ့တော့အဲ့ဒီ certain year stretcher ကိုတီးမတာလည်းကျွန်မတို့ဒါကတော့ main verb ဖြစ်တယ်ဒါကတော့ subordinating clause ဖြစ်တယ်ပေါ့เนาะဒါကိုလာပြီးတော့ဟို subordinate လောက်ထားပေးတယ်ပေါ့เนาะဒီ clause ဖြစ်တယ်ပေါ့ဒါမျိုးတီးရမှာဖြစ်တယ်ပြီးတော့ကမှဒီ writing မဲ့ဖြစ်ဖြစ်เนาะ reading မှာပဲဖြစ်ဖြစ်ဒီ idea တွေကိုသဘာဝကျကျကျွန်မတို့ combine ပေါင်းစပ်တတ်ဖို့ပြီးတော့ကမှဒီ verb တွေကိုပေါ့เนาะဒီဒီနားလက်သဘောပေါက်စွာနဲ့ချိန် ဆက်ရေးတတ်ဖို့လိုတယ်เนาะဒီ grammar accuracy အနေနဲ့ဆိုရင်တော့ grammar နည်းရเนาะတိတိကျကျရေးနိုင်ဖို့ဒီဖြစ်လေးဖြစ်တာရှိတဲ့အမှားများတဲ့ဒီ error တွေကိုရှောင်ရှားဖို့အတွက်ကျွန်မရည်ရွယ်ပြီးတော့ဒီ content ကိုဒီရွေးချက်လိုက်ခြင်းဖြစ်ပါတယ်အဲ့လို့ဆိုရင်တော့အဆင်ပြေမယ်လို့ယူဆပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ရှင်